ဟေယောအလုံးပဲမင်္ဂလာမနက်ခင်ပါစက်တင်ဘာလ30ရက်နေ့ရမနက်ပိုင်းအထူးသတင်းများကိုပထမဆုံးလူချင်းတူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးအခုချင်းတီအားပေးနေတဲ့သူငယ်ချင်းတွေအားလုံးကျေးဇူးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တင်လေးတွေစကြရအောင်ကချင်ပြည်နယ်ဘော်ဘော်မြောက်တွင်တိတ်ပွေးများနေ့စဉ်ဖြစ်ပွားလျက်ရှိပြီး ီကျတဲ့အပတ်အတွင်းမာတင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ drone ကြောင့်စစ်ကောင်စီဖက်မှဘူမှုအပါအဝင်စစ်ကောင်စီစစ်ခွဲဖက်မှငါးကောင်ခွေးတွေဝတ်တေတေဆုံးခဲ့တယ်လို့သိရှိရပါတယ်။စစ်ကောင်စီလက်အောက်ခံဝါဒဖြတ်သတင်းမီဒီယာတွေကတဆင်ဘမုံမြုပ်ကိုစစ်တပ်အနေဖြင့်အပိအဝတင်းချောက်နိုင်ခဲ့ပြီးဆိုပြီးဝါဒဖြတ်မှုတွေရှိနေပေမဲ့လေမြုပ်တွင်တိတ်ပွေများနေစဉ်ဖြစ်ပေါ်လျက်ရှိတယ်လို့သိရှိရပါတယ်။ ပြီးခဲ့တဲ့အပတ်အတွင်းမှာလည်းဗမော်မြို့အတွင်းစစ်ကောင်စီဖက်မှဘုံမှုအပါဝင်စစ်ကောင်စီစစ်ခွေငါးကောင်ဒရုန်းပညာစုဝေးနေစဉ်တော်လိုင်းရဲ့အင်အားစုတွေကတိုက်ခိုက်မှုအချို့ပြုလုပ်ခဲ့တယ်လို့သိစီရပါတယ်တော်လိုင်းရဲ့တပ်ဖွဲ့တွေအနေဖြင့်စုဝေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလေကြောင်းကင်းထုတ်မှုအရင်ပြုလုပ်ခဲ့ပြီးနောက်ဒရုန်းဖြင့်တိုက်ခိုက်ခဲ့တာကြောင့်အစူပါဘုံမှုအပါအဝင်စစ်ကောင်စီစစ်ခွေ၅ကောင်စလုံးနေရာမှာတင် ခွေးတေဝတ်တေတေဆုံးခေတေလို့တည်စီရပါတယ်ထို့အပြင်တော်လိုက်ရဲ့အင်အားစုတွေစီနိုင်တဲ့နေရာတွေကိုရန်တမ်းပစ်ခတ်မှုတွေပြုတ်လို့နေတဲ့စစ်ကောင်စီရဲ့တရား၅မမအမြုပ်ထားစီရနေရာကိုလည်းအစူပါနေမှတင်ဒရုန်းဖြင့်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်စစ်ကောင်စီစစ်ခွေဖက်မှထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့လေနောက်ထပ်မြေပြင်ရေးပေါ်တအူးကပြောဆိုထားပါဗျ အရာသာရှိလိုက်တာကွာဘုဘွားပါဝင် drone အောက်စုတွေကိုတက်ဖြစ်နိုင်တဲ့အတွက်ကောင်းလိုက်တဲ့ tadin not tadin ဝိုင်းမုံမြောက်နေကမ်ပိုင်တီနေဆက်ကုံတွေရဲ့လမ်းမပေါ်ရှိစတုံးမြောက်ကိုစစ်ကောင်စီတပ်ကကြက်လေရင်နစီဖစ်ဘုံချေတိုက်ခိတ်ခဲ့တာကြောင့်ကလေးငယ်၃ဦးအပါဝင်ပြီးသူရှိဦးတေဆုံးခဲ့ပြီး၆ဦးပင်ထန်တန်ရရရှိခဲ့တယ်လို့သိရှိရပါတယ်စတင်ဘာလ၂၉ရက်နေ့မွန်းလွေပိုင်း၃နာရီခန့်အချိန်မှာစစ်ကောင်စီကစတုံးမြောက်တွင်ရေးတပ်နဲ့ တောင်ကုန်းနေရာတွေကိုပိမတ်ထားပြီးလေရင်လေကျင်ချက်မနေပိတ်ခတ်သွားတယ်လို့ KIO ကပြောဆိုထားပါတယ်။ပြည်သူတွေအတွက်စိတ်မကောင်းပါဘူးထပ်တူဝနေပါတယ်။နောက်တရင်ရန်ကုန်တောင်ပိုင်းခရိုင်ခရမ်းမြုပ်တိရက်ွက်အောက်ချုပ်ရေမှုအောင်ကူဆန်းတဲ့တုံးရက်ွက်အောက်ချုပ်ရေမှုတင်မောင်ကြည်တော့ကိုစက်တင်ဘာ25ရက်တွေစစ်တပ်ကတပြိုင်နက်ဖမ်းဆီးသွားခဲ့ရာ စက်တင်ဘာ29ရက်အထိမိဒီနေရရောက်နေတလဲဆိုဒီကိုမိသားစုဝင်များပြည်မတိချောင်းဒေတာတွင်ຫນွေဥတော်လှန်ရေးဆာမျက်နှာခရမ်းချက်နေကတည်င်းထုတ်ပြန်ထားပါတယ်။အုတ်ကြီးနှုတ်ဦးကိုစစ်တကတနေ့တီတချင်းတီဖန်တာခနာလိုက်ခေပါအောင်စူပီခိုတော်တာဒီနေ့အထိတည်င်းအဆာနာမရသေးဘူးဘေမာရှိနေတလဲဆိုတာလဲမတိရဘူး စစ်မှုထမ်းကိစ္စကြောင့်ဖန်တာလို့တိရတဲ့ဟုတောင်းရက်ွက်နေပြီးသူတဦးကပြောဆိုထားပါတယ်။၎င်းတို့နှုတ်ဦးကိုစစ်မှုထမ်းကိစ္စလက်စားမှုငွေအလွေတုံးစားလုံးမှုနဲ့စရင်စရာဖြစ်ပျက်မှုတို့ဖြစ်စစ်တကဖန်စီကစစ်ကြိုးရိုင်း၌စစ်စင်းနေသည်ဟုတရင်ထွက်ပေါ်နေတော်လေ။အတီးပြုတ်နေစိတ်ဖြစ်ကြောင်းခရမ်းချက်နေကဖော်ပြပါတယ်။စစ်မှုထမ်းတဲ့အတွက်လူတာထပ်ပူကောက်လို့ပါ။တယောက်ကိုတတင်းလို့ထိကောက်တယ်လို့ပြောပါတယ်။ ဒါကူတူတောက်အထက်ကတီးသွားပြီးဖန်တာပါပီတူတွေကတိုင်လိုက်တယ်လို့လေသတင်းထွက်ပါတယ်ဟုခရမ်းချန်နေမှာတာဝန်ရှိသူတဦးကပြောဆိုထားပါတယ်။ဘာပဲဖြစ်ဖြစ်အရသာရှိလိုက်တာကွာ။ကောင်းလိုက်တဲ့သတင်းနောက်သတင်း။နောက်သတင်းကတော့ update သတင်းဖြစ်ပါတယ်။ရခိုင်မကွေးအဆက်အမ်ပဒလမ်ပိုစီနဲ့ရေကန်စခန်းကိုအဓိကထုတ်ပုလုပ်နေတဲ့အကြံဖက်စတဲ့ရဲ့အရေးပါတဲ့စခန်းကုန်းတချို့ကိုအရခတ်တတော်အေအေတင်ပိတ်လိုက်တယ်လို့သတင်းရရှိထားပါတယ်။ တင်ပိလိုက်တဲ့စခန်းတွေအထင်းမှာနဲ့ရေကန်လီကျောင်းရံကကွေရဲတက်ကိုအတိကထုတ်ကိုပုနေတဲ့တာကင်စခန်းကုန်းတစ်ခုဖြစ်တဲ့ကောက်ကြီးစခန်းလေးပါဝင်ပြီးတချဲစခန်းတွေကတော့စွန့်တပတ်ဝန်းကျင်ကစခန်းကုန်းတွေဖြစ်ကြတယ်လို့စီရဲတည်င်းချင်းမိတူကပြောဆိုထားပါတယ်အချမ်းပစစ်တက်အတွက်အတိကအရေးပါတဲ့ထုတ်ပုအတွက်အရေးပါတဲ့ကောက်ကြီးအေအေကတင်လိုက်ပြီးစွန့်တအနီအနာကကာကင်တချို့ကိုအခုရပိုင်အတွင်ရထားတယ် ပြီးတော့နေရီကန်လီကျောင်းရံကကွေရေးစခန်းဘက်ကလည်းလက်နက်ပစ်ခတ်တံတွေ အခုထိစစ်ကြနေရတယ်လို့ပြောဆိုထားပါဗျ။အားရလိုက်တာကွာ။အေးတင်းတွေကြားရတာအားရှိလိုက်တာနော်။ကောင်းလိုက်တဲ့တင်းနောက်တင်း။တရုတ်နိုင်ငံဝန်ကျူပီတူတရားရုံးကနဲ့မြန်မာနိုင်ငံကုကန်ဒေတာမှာအခြေစိုက်ပြီး online ဝေလင်ကိုင်းတွေတီထောင်ခဲ့တဲ့ကုကန်တထေမီရှုပ်ချန်ရဲ့တာမီကိုဖင် မေပိတူမိချင်းချင်းနဲ့လက်နက်ကင်ခေါင်းဆောင်ကျူဝေချန်တော့အပါဝင်၁၁ဦးကိုတည်တံနောက်ထပ်၅ဦးကိုနှစ်နှစ်ဆိုင်ငတ်တည်တံ၁၁ဦးကိုထောင်ဒဏ်တသက်နဲ့ကျန်၁၂ဦးကိုထောင်ဒဏ်၅နှစ်ကနေစလေးနှစ်အထိအတီတီချမ်းမလိုက်တယ်လို့သိစီရပါတယ်2025ခုနှစ်ကတည်းကမိမိသားစုဟာသူတို့ရဲ့ဩဇာအာဏာကိုသုံးပြီးကုကံဒေတာမှာစမှုယုံလို့အမိတက်ထတဲ့ရာဇဝတ်နေမေတွေတီထောင်ခဲ့ပါတယ်။ တူတောက်ဟာယင်းဒီမြုံတန်တူလို့ခေါ်တဲ့ဝူဟုံမင်းလူငွေရှင်းတွေနဲ့ပေါင်ပီလက်နက်ကိုင်အကာအကွေပေးကာစိုက်ပါငွေလင်းလေမှုလောင်းကစားမူရစေဝနဲ့ပီတန်စာလုပ်ငန်းတွေကိုလောက်ကင်ခဲ့ပြီးတရားမဝင်ငွေကျဲတယောက်ယွန်ဘီလီယံတစေချိုရှာဖွေခဲ့ပါတယ်လို့တရားရုံးကဆိုပါတယ်တူတော့ရဲ့အကြံဖက်လောက်ရက်တွေကြောင့်လူစေဦးတေဆုံးပြီးနှစ်ဦးတန်ရရခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်အောက်တူဘာ20ရက်နေ့မှာ ငွေလင်ကိုင်းသားတွေကိုတရုတ်ပြည်ဖက်မလွှဲရအောင်ကျူးစာရင်းလူတွေကိုပိတ်ခတ်ခဲ့လို့နောက်ထပ်၄ဦးသေဆုံးပြီး၄ဦးဒဏ်ရာရခဲ့ပါတယ်။ဒီရာဇဝတ်ကိုင်းကိုဥဆောင်ခဲ့တာကတော့ကုကန်ဒေတာမှာဩစာအာနာရှိတဲ့မိမိသားစုဖြစ်ပါတယ်။ခေါင်းဆောင်မီရှောက်ချန်ထာချန်ခန်ရေးပါတီဝင်ရှမ်ပီနေလွှတ်တော်ကိုစလီဟောင်းဖြစ်ပြီးသူရတာမီကိုဖင်ကကုကန်နေချဆောင်တဲ့ရဲ့ခေါင်းဆောင်တဦးဖြစ်ပါတယ်။ ူတုတ်ဟာဒီနိုင်ငံရေးနဲ့စီရဲအာဏာကိုအတုံးချပြီးဒူတုတ်ရဲ့ရာဇဝတ်လုပ်ငန်းတွေကိုအကာအကွယ်ပေးခဲ့ကြတာဖြစ်တယ်လို့သိရှိရပါတယ်။အခုတော့တရုတ်ကတေးတန်ချက်မှတ်လိုက်ပြီဆိုတော့ကောင်းလိုက်တဲ့တင်းတော့တင်းတချီလေးကရရစ်တဖွဲ့မှုအဖြစ်မကြသေးမီကပြောင်းလာသည့်ဒုတ်ရင်းမှုကြီးနေမျိုးဤတာငေဖြစ်သူအသက်၂၀နှစ်အရွယ်မြို့ခတ်တော်မှာတချီလေးမြို့ မေခုံးရကွန်းသီလိုင်းရှိခါနေဒီနေအင်တွေကျူးဆွေးချအဆုံးစီရင်တော့ကြောင်းခိုင်လုံးဒီတည်ရင်ချင်းမြတ်ထမ္မတိစီရပါတယ်တို့ရေမှုကြီးနေမျိုးမှာလုံခေတီတုံးလခန်ကမာယန်မြို့နေမှာတစင်တာချိလိုက်ခရန်ရေမှုရာရီအဖြစ်ပြန်ဆွေလာသူဖြစ်ပြီးလက်တလောမေခုံးသီလန်းတွေအင်ခါရန်နေထိုင်နေရာရင်အင်တွေလကောင်းဤတာဖြစ်သူအဆုံးစီရင်တော့ချင်းဖြစ်ကြောင်းရေတပ်ဖွဲ့တည်ရင်ချင်းမိကပြောဆိုထားပါတယ် ตุตากาอัจินกาติโตกาวันทันลุงเคเดนนิควยโลกาวันทันกันเนทวไลดาเอดีกะเดกาตาอภะมะเตดาตุตากูอเมตันสุนีดาဣဒ္ဓတို့ကြောင့်ပဲတတ်တည်သွားတယ်လို့သုံးသပ်ကြတယ်ဟု၎င်းကပြောဆိုထားပါတယ်။ဘာတတ်နိုင်မလဲကွာစိတောက်စုအဖွဲ့တွေဆိုတော့ကောင်းလိုက်တဲ့တည်င်းလို့ပဲပြောရမှာပေါ့ကော်နော်။ဟုတ်ကဲ့ပါစတိမ်ဘာလ30ရက်နေ့ရက်မနေ့ပိုင်းအထူးတင်ကတော့ဒီလိုပါပဲ။ဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံး အရခတ်တတိုအေအေကိုစစ်တက်ထဲမှာဘလူခိုကြတာလဲတစ်ချက်လောက်ရှူကြရအောင်ညီမဒီမှာပတ်တီးရောင်း ုင်မှာပတ်တီမရှိပါဘူးကိုဒီချိန်ပတ်တီကဘာလို့ပေါ့လဲဖားဆက်လေတမခံရပြန်ပြီလားဩမဟုတ်ပါဘူးဒီမှာပတ်တီရှိပါတယ်ဟိုတနေ့ကကျွန်တော်ကိုယ်တိုင်တွေ့ရအောင်အခုရပတ်တီနဲ့ပတ်ထုံးနဲ့မှန်ပြောတာလားဟုတ်ပတ်တီနဲ့ပတ်ထုံးနဲ့ကတော့အတိတာကြီးလေဘဲဘဲဟိုပတ်တီပတ်တီပတ်တီအခုတွေးခဲ့ရင်လဲကိုကိုပဲရှာလိုက်တော့ကိုကြီးပတ်တီနော်ပတ်တီ ပတိရှာနေတာပတ်ပီမတီးတာကွာပတိတွေ့ပြီပတိဟောပတိအဲ့ဒါတက်ခဲလေအခုပြောတဲ့ပတ်တီနဲ့ဘာဆိုင်လို့လဲဩအဲ့ဒါဆိုရင်တက်သေးမှာအာရခတက်တော့ဘလူခေါ်လဲအေးတက်ခဲလို့ခေါ်တယ်လေအေးတက်ခဲအေးအဲ့ဒါကအာနာမသိရင်2021တုန်းကခေါ်တဲ့နာမည်နော်အာနာသိပြီးတဲ့နောက်ပိုင်းမှာသူဘျူဟာမူးတွေတမမူးတွေ စစ်ပုံမူတွေသူတို့ကိုယ်တိုင်ကကြောက်လန့်ပြီးတော့တင်စားတဲ့နာမည်ပြောင်းဒါကြတော့ပတ္တိလို့ခေါ်တယ်ဒါနာမည်ဟာပတ္တာကျတော့ပတ္တိမှာ KI ဘက်ကနေပြီးတော့ A ရဝင်ပြီးလိုက်ဟောပါတမမူးလို့ပါလေဦးယူဝမူးလို့အကုန်ထိကုန်တာလीအကုန်ထိကုန်တာရှမ်းမြောက်မှာဆိုရင်လေ AA ဝင်ပြီးလိုက်တာ59တမမူးဆိုတာအာတခါတခါခံတာလीချင်းဆိုရင်လေဒါ A ရောက် 问题咯，广告问问题啊嘞！啊广告嘞，没开，没开的算了。哎，在面，没开的算了，没开嘛，现在比这可怜人呢，哎，哎问，广告问问题了。我怕嘞，四五天，最起码得多。啊，刚飞到那里，奶奶侬侬提了嘛么个？哎，哎在面，我一号哩，一号伊说嘞，在面比这的呢，广告问问题了。啊，他嘞，奶奶侬侬提了么个？在那年，侬讲真一点嘛？ စစ်တပ်ကိုပတ်တီးရာဆိုလို့အေးတစ်ခွက်ပဲရှိဟုတ်တယ်ဒါမှမဟုတ်မလဲပြေးရလို့မလေးဒီလိုရှိရင်ဒီချိန်ဆိုအသက်တောင်ရှိမှာမဟုတ်တော့ဘူးတို့စစ်တပ်ဘက်ကဗိုလ်ချုပ်တွေဆိုရင်အေးအေးကိုလေဗာလဲပတ်တီးလို့တင်စားခေါ်ကြတယ်နာမည်ပြောင်းနဲ့ခေါ်ကြတာပေါ့ညီမရဲ့အေးအေးကိုတက်ခဲလို့ဘသူမှမခေါ်တော့ဘူးနော်ပတ်တီးလို့ပဲခေါ်ရတော့မှာဖြစ်ပါတယ်ဒါမှမတဲ့အေးနဲ့ KIA တနိုင်ငံလုံးကိုကစားနေတာဘသူမှငင်းလို့မရဘူးအဲ့ဒါကြောင့်စစ်ခွေးတွေကတအားကြုတ်တာ ကေဒါဆွင်တော့တော့ဗီဒီယိုကုဆွေးပြောသွားတာကိုတစ်ချက်လုံးနားဆင်ကြည့်အောင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကျွန်တော်တို့တမတော်မှာနေပြီးတော့မှစစ်စစ်သမင်းစားပြီးတော့မှစစ်တပ်ကိုစော်ကားတဲ့ကောင်ဆိုပြီးတော့လာလာဆဲကြတယ်ပေါ့နော်အဲ့ဒါသူတို့ကတော့လာဆဲတာပေါ့ကျွန်တော်ကတော့သူတို့ကိုကြည့်ပြီးတော့တနာပဲတနာတယ်ဘာဖြစ်လို့လဲဆိုတော့စာချစ်စဲမောင်ရဲ့အချင်းတွေကတော့နှိတ်ချတော့မြေတောင်ကိုနားမလဲတဲ့သူတွေဖြစ်တယ်ကိုကကိုစေတနာကိုနားမလဲတဲ့သူတွေဖြစ်တယ်ပေါ့နော်အဲ့တော့ပြောပြချင်တာကတမတော်ကတမတော်သားတွေပေါ်မှာဘယ်တော့မှ ကြီးစုမရှိခဲ့ပါဘူးတမတော်သားတွေကိုသိခါကြအောင်ပဲတမတော်ရဲ့အကြီးကြီးတွေကလှုပ်ခဲတာဖြစ်ပါတယ်အဲ့ဒီဟာဘာလဲဆိုကျွန်တော်ပြောရတယ်တမတော်ရဲ့အလုပ်ဒီတမတော်ရဲ့အလုပ်ဒီပြည်သူလူထုရဲ့အသက်အိုးရင်စီးစိမ်ကိုဒီဘရန်ကနေကာကွယ်ပေးရမှသည်တမတော်ရဲ့အဓိကအလုပ်ဖြစ်ပါတယ်ဟုတ်နော်ဒါကနိုင်ငံတကာတမတော်ရဲ့အဓိကအလုပ်ဖြစ်ပါတယ်အဲ့တော့ပြည်သူလူထုရဲ့ဆန္ဒကိုလည်းအကောင့်ထဲပေါ်ပေးရမှသည် တက်မတော်ရဲ့အလုပ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အခုတက်မတော်သားလို့ပြောတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဒီနေ့ဒီအချိန်မှာပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစင်ကိုကာကွယ်နေတာလားပြည်သူလူထုရဲ့ဆန္ဒကိုဆန့်ကျင်ပြီးအာဏာသိမ်းပြီးတော့ပြည်သူလူထုကိုလိုက်ပြီးတော့လက်နက်နဲ့အနိုင်ကျင့်နေလားဒါလားဆိုတော့ကိုယ့်ကိုယ်သုံးသပ်ဖို့လိုတယ်အဲ့တော့နိုင်ငံတော်ကာကွယ်ပါမယ်ဆိုပြီးတော့နိုင်ငံတော်ရဲ့လာစာနိုင်ငံတော်ရဲ့ရိတ်ခါနိုင်ငံတော်ကပေးထားတဲ့လိုင်းကမ်း အကုန်လုံးနေထိုင်ပြီးတော့မှနိုင်ငံတော်အတွင်းမှာမိသေးနေထိုင်တဲ့မြန်မာနိုင်ငံသားတွေကိုတနေ့နဲ့အနိုင်ကျင့်ဘူကြအာနာပြနေတာဒီလုံးဝမှားရတဲ့လုပ်ရဖြစ်ပါတယ်အဲ့တော့ခမရတို့စားနေတဲ့ဆန်ခမရတို့နေတဲ့လိုင်ကန်ခမရတို့ရတဲ့လာစာရိတ်ခါအားလုံးဒီနိုင်ငံတော်မှာရှိတဲ့တင်ဇာတနိုင်ငံတော်မှာရှိတဲ့လူရဲ့အခွန်ဆောင်မှုကနေပြီးတော့ခမရတို့ရလာတာအ ခင်ဗျားတို့ဘယ်စစ်ဘူချိုးတယောက်ကနေမှကိုပိုင်အလုပ်လုပ်ပြီးတော့ခင်ဗျားတို့တနာလို့ဆိုပြီးပေးထားတာမရှိဘူးတနာလို့မပေးထားတဲ့အပြင်ခင်ဗျားတို့ရရတဲ့လစာတွေကနေဟိုဂျေးဒီဂျေးတွေဖြတ်ပြီးတော့မှခင်ဗျားတို့လစာတော်ခေါင်းပုံဖြတ်နေတာခင်ဗျားတို့အတီဆုံးဒါအောင်တော့မှခင်ဗျားတို့ကဟိုငါကမင်းအောင်လိုင်းရဲ့အာနာရှင်တိဆောက်ထားတဲ့ခြံကာကွယ်နေတဲ့ခြံဆောက်ခွေးဖြစ်နေလားငါကပြည်သူလူထုကိုကာကွယ်တဲ့တပ်မတော်သားဖြစ်နေလားဆိုတော့ကိုယ့်ကိုယ်ကိုမစင်းစားနိုင်ဘဲနဲ့ ပြည်သူကိုခွေးလိုလိုက်ဟောင်းနေတဲ့စစ်ခွေးတွေဖြစ်နေကြလားဆိုတာကိုစဉ်းစားသုံးသပ်ပြီးတော့တွေးတော့နိုင်ပါသေးလို့ကျွန်တော်ဆုတောင်းပေးပါရစေ။ခင်ဗျားတို့စစ်ခွေးဘွားအနေနဲ့စစ်သားဘွားကိုလုံးမြောက်နိုင်ပါသေးလို့လည်းဆုတောင်းတယ်။စစ်သားရဲ့အလုတ်ကဘာလဲစစ်ခွေးရဲ့အလုတ်ကဘာလဲဆိုတာကိုလည်းခွဲခြားနိုင်ပါသေး။ကျွန်တော်ပြောသလိုတက်မတော်ရဲ့ဆန်နေတက်မတော်ရဲ့လိုင်းကန်းတွေရိတ်ခါတွေဒီပြည်သူလူထုရဲ့ချွေးနှဲစာအခွန်နဲ့တိုင်းပြည်ရဲ့တယံဇာတာအနေနဲ့လာတာဖြစ်တယ်။ဘယ်စစ်ဘိုလ်ချုပ်တယောက်ရဲ့ ချွေးလဲစားဟန်နေပေးတာမဟုတ်ဘူးမပေးတဲ့ပြင်ခင်ဗျားတို့ပုံမှန်မှာခေါင်းပုံဖြတ်နေတာဒါဟုတ် Twitter အသိတရားရှိနိုင်ပါစေလို့ကျွန်တော်စေတနာထားပြီးတော့မှတနာလို့ပြောပြလိုက်ပါတယ်ခင်ဗျားတို့ Twitter နိုင်ပါစေလွတ်မြောက်နိုင်ပါစေကုဇွေတုံပြင်တော်တာတားကောင်းတယ်ကျွန်တော်တို့ဆေးဆူနေရင်မကောင်းတော့ဘူးသူတို့ကခရီးဆိုင်မှလည်းမဟုတ်ပါဘူးအဲ့ဒါကြောင့်အနုအနီလေးနဲ့တုံပြင်တာတားကောင်းပါတယ်လို့ data ဆိုရင် don't know video ဆရာတော်မင်းတုံမြပြောသွားတဲ့စကားကိုတစ်ချက်လောက်နားဆင်ကြည့်အောင်ဆရာနာရှင်ကြီးက ဦးဇင်းတို့ဘုံကြီးတွေကိုဖျက်ဆီးထားတာသူကကာလကြာခဲ့ပြီအနည်းကဆုံးပြောရရင်တော့1990ပြည့်တပိတ်တွေကသူတို့ကအချိမဟန်လို့ဖျက်ဆီးပြစ်တာပဲ1990ပြည့်တပိတ်မန္တလေးမှာဒါစတဲ့တန်ဃာတော်တွေဆွမ်းလုံးမွေးကြီးကိုဖျက်ဆီးတဲ့အခါမှာမန္တလေးကစပြီးတော့တပိတ်မောက်လိုက်တဲ့အချိန်မှာဦးဇင်းတို့တတိုင်းပြည်လုံးတပိတ်မောက်တဲ့ဆရာနာရှင်ကိုလုံးဝလက်မခံတော့ဘူးအဲ့တော့တပိမောက်တဲ့တန်ကမှန်နေမြကိုသူတို့ကဘာလို့ပြစ်လဲဆိုအကုန်ဖမ်းပြစ်တယ်တိပိတိကတရားတွေအစအကုန်လုံးဖမ်းစီတယ်ထောင်ချတယ်အဲ့ဒီလိုအကျန်းဖက်လိုက်တဲ့ တခုရဲ့အပြင်ဘက်မှာရပါလို့လဲဆိုခုနပြောတဲ့ဇာတော်တွေကိုเนาะအရင်တော့ဘုံเจ้าနေမှာတီဝီတို့နှလုံးတိုင်းနေသုံးလုံးတိုင်းနေဘာရှိတာမဟုတ်ဘူးအဲ့ဒါဘုံเจ้าတွေကိုအကုန်လုံးခွင့်ပြုလာတယ်တီဝီတွေလှူပစ်လာတယ်နှလုံးတိုင်းနေသုံးလုံးတိုင်းနေလှုပ်ခွင့်နေပေးလာတယ်ဒါကပါလေဆိုရင်ခုနပြောတဲ့ဘုံကြီးလူတွေအံ့မောင်ကိုတို့ကဘုံကြီးတွေကိုထိန်းချင်မလို့လောက်မနေဟေးဆိုအမေရောပြစ်ကြွေလာ ਈ ဆိုတာအဲ့တော့ဘွဲလိုချင်ဘွဲတွေအကုန်လုံးပေးတယ်เนาะเจ้าပါမစ်ပြီးကျူပုံသာဆွဲလိုက်ခုနပြောခဲ့တဲ့ဘီလက်မြေတစ်တန်အကုန်လုံးတို့ကထုတ်ပေးတယ် မိမလာရှုပ်ချင်တဲ့လောက်ရှုပ်တို့မသိကြအောင်စောင်းနေတယ်တို့ခိုင်းလို့ရရင်ပြီးရောဟေးဆိုတော့ဘုံကြီးတွေကိုကွနပြီးကြတယ်လက်လက်ပတ်တင်နဲ့ဖျက်ဆီးပလိုက်တယ်အဲ့ဒီကနေပြီးတော့တို့ကဖျက်ဆီးလာလိုက်တာဟာဦးဇင်းတို့တန်ခါငယ်တွေရတခါ2000ခုမှထပြီးတော့စံနှပြကြတယ်နော်ပြည်သူလူထုတွေကွနပြေတဲ့အငတ်ဘေးတွေဆိုက်ရောက်လာတဲ့ကုံစင်းတို့နေစမတန်မြင့်လာတဲ့အခါမှာအဲ့ဒီမှာလည်းပဲတပိမ့်မောက်တဲ့အခါမှာလည်းတခါကြီးမြင်တဲ့အတိုင်းပဲတပိမ့်မောက်တဲ့တန်ခါတော်တွေအားလုံးကိုငွေချန်ရောင်းလို့ဟေးဆိုရင်ကျောင်းထဲမှာဝရင်ထုတ်တွေနေရိုက်နော်ကားပေါ်ပြစ်တင် အကုန်လုံးမှပြန်လုံလုံမူတာတွေလည်းနေတာမှမဟုတ်တာချောင်းတွေတည်းမျောလာနော်သူတို့တက်ပြစ်တယ်တစ်ဖက်ကအကြမ်းဖက်တစ်ဖက်ကကြတော့သူတို့က2000ရှိဝါရောင်ကြီးရဲ့တနိုင်ငံလုံးဆန္ဒပြမှုကြီးရကဘာလုံးကိုလွင့်လာတဲ့အချိန်မှာဘုံကြီးတွေကသူကလုံးဝမကြိုက်တော့အညိုးနဲ့အဲ့ဒီမှာသူကဘာလုပ်လဲဆိုဘုံကြီးတွေကိုခုနကပြခဲ့တဲ့မျိုးပါတာတာနာစောင်းလျှောက်ရေးဆိုတဲ့အဖွဲ့ကြီးထောင်ပြီးတော့သူကဘာလုပ်ပြလဲဒီဖြည့်စည်းခြင်းကိုလုပ်တာပေါ့ဗျာနော်အဲ့ဒီကကြတော့ဘုံကြီးတွေကဒီကောင်းစင်းလေးကိုကြိုက်သွားကြတယ်အဲ့တော့ဦးဇင်းတို့ဘုံကြီးတွေကလည်းပြောရမယ့်ဟေးဆိုရင်ဒီကကြီးက ပညာကြီးကဒါရိတမတာဖတ်တာဒါကြက်တွေပဲများတယ်။ဘုံတော့မစင်သာဘူး။အဲ့တော့ဆင်းရနာရှင်ကဒါကိုကောင်းသီးတဲ့ခါကျတော့ခေါင်းစည်းလေးလှလာလေးချပြလိုက်။အဲ့တော့ဘုန်းကြီးတွေကအာမျိုးပါတာတာဒနာစောင့်ရှောက်တယ်။အဲ့တော့ဆင်းရနာရှင်ကလိုအပ်တမျှပေါ့ဗျာ။နောက်ကတော့သူကလည်းပတ်စံအတိုင်းကြီးကခိုးထားတယ်။အများကြီးရှိတဲ့ခါကျတော့အဲ့ဒါတွေနဲ့သူတို့ကဟိုလက်ထိုးလိုက်တာပေါ့။အဲ့ဒါကိုတာယာဝါကြတယ်။ဦးစင်းတို့အဲ့ဒီတွေကပြောပြတယ်ဒါတွေမလုံနဲ့။ဒါတွေကအန်နေအများကြီးရှိတယ်ဆိုတဲ့ခါကျတော့သူတို့ကအဲ့ဒီမှာ ဘာသာကြအစ္စလာမ်မုန်ဒီရေးတွေကိုသူကအကွက်ကြက်ကြက်လှုပ်လာတယ်နော်သူတို့စာအုပ်တွေအများကြီးထုတ်တယ်အဲ့တော့ဦးဇင်းတို့ရဟန်းတန်ခါငယ်တွေဘာမှမသိဘူးလေတီတကူတို့လိုပုံကိုယ်တွေဘောနာပြေကြတဲ့ဝိဒသူတို့လိုနာမည်ကြီးတွေအင်းစိန်ရွာမဆရာတော်တို့လိုကကိုယ်တိုင်ကစစ်အာဏာရှင်တွေပေါင်းပြီးတော့ဒီအမျိုးဘာသာတာဒနာကိုစောင့်ရှောက်တာတွေလုပ်တယ်ဟေးဆိုတော့တန်ခါငယ်လေးတွေလည်းဘာမှမသိတော့နော်အဲ့ဒီမှာသူတို့ကဘာလှုပ်လာလဲဆိုတော့အစ္စလာမ်ကိုမုန်ဒီရေးလှုပ်နေရနေပြီးတော့တောင်ဆန်းစုကြည်ကအစ္စလာမ်ကိုကာကွယ်ပေးနေတဲ့အစ္စလာမ်ပါတီဖြစ်တဲ့ဟေးဆိုပြီးတိုက်လိုက်တဲ့အခါမှာ တချို့ရန်ငယ်လေးတွေဘာမှမသိဘဲနဲ့ energy body ကိုလုံးဝမောင်းသွားတယ်။အဲဒီခါကျတော့ယနေ့အာနာသိမ့်မှုဖြစ်စဉ်ကြီးကိုတော့တချို့ဘုံကြီးတွေအခုဓမ္မစီတီတို့ကစားအနီအစိမ့်ပြတ္တနာတို့ဘာတို့တွေဆွဲထက်လာ။ဟမ်အဲ့ပြတ္တနာမဟုတ်ဘူးလေ။ယနေ့ပြတ္တနာကဤလူလူလူပိုင်နေတဲ့ချုပ်ချာအာနာကိုနင်လန်းကလာခိုးယူလိုက်လို့အာဓမ္မဖြစ်နေတာ။အာဓမ္မကိုတော်လှန်နေကြတာ။ဒါကြောင့်မလို့ဒီရှင်အတော်တွေအားလုံးကဒီအာဓမ္မကိုဆုံးမကြရမှာ။ဒါပေမဲ့သူတို့ရဲ့လှဲကွက်အတွင်းနေတယ်မှာ။ ကုဏ္ဏပိကရိပတ်စံရတာ ड़ी နောကုဏ္ဏပိကရိတခြားဘာသာမုံဒီရီ ड़ी နောကုဏ္ဏပိကရိစောင်းလျှောက်ဆိုတဲ့တလွဲဟာ ड़ी နဲ့လှုပ်ထားလိုက်တဲ့အချိန်မှာဦးဇင်းတို့ရဲ့တိုင်းပြာဟိုစိုးပြီးစိုးဖြစ်လာတာပေါ့နော်ဒါကြီးကုဏ္ဏကနေရလို့ဒီဖုန်ကြီးတွေကတော့တကယ်အဓိကတာဝန်ရှိတာကကုဏ္ဏယဟန်ကျင့်ဝတ်တယ်မှာမကောင်းမြတ်တာကောင်းရညွန်လေးဖြစ်တဲ့တကြောင်မကောင်းတာကိုတာဟုတာမြင်ရမယ်ယဟန်မှန်လို့ရှိရင်ဒါစာရိတ္တတိလပဲစာရိတ္တတိလဒီဒူပြုတ်ကိုပြုတ်လောက်ရမယ်အရာအဲ့ဒါကိုရှောင်ဖယ်လိုက်တဲ့ဟေးဆိုရင်ယဟန်တန်ကမဟုတ်တော့ယဟန်တန်ကရဲ့အသက်ဒီ ခုနပြီးကလေးစာရိတ္တဒီလာစာရိတ္တမန်နိုင်ကိုငါအတက်တာလင်းစွန့်စွန့်မယ်ဓမ္မကိုမစွန့်ဘူးမှန်တရားကိုပြောတဲ့တောင်ထောင်ချမှလားတတ်မှလားโอเคလုတ်ချင်တာလို့အဲ့ဒီလိုမျိုးစိတ်သက်ရှိပြီးတော့တန်ခါငါးသိန်းရမြန်ရဲရဲရင်ရင်လုတ်ကြမယ်ဆိုဒီကောင်းကြီးဖြစ်เสียအကြောင်းမရှိဘူးအခုတော့ခုနပြီးကလေးတီတကူတို့ကိုယ်တိုင်ကကြောင်းမြန်နေလုတ်ပြီးတော့တရားပညာနဲ့ပြည့်စုံတော့မင်းကောင်းမင်းမြတ်ဆိုပြီးတော့မြောက်ပေးတယ်ပြီးတော့ခုနကပြောခဲ့တဲ့ဘာမှမပူနဲ့နော်သူ့နောက်မှာယဟန်၄သိန်းရှိတယ်ဟေးဆိုပြီးမြောက်ပေးတယ်ဒါတွေဟာ ခန္ဓာပြုခဲ့တဲ့မင်းအောင်နိုင်ကိုအမှားလမ်းကြောင်းတွေကိုတွန်းပို့နေတာဖြစ်နေတယ်။မဆုံးမတဲ့ပြင်ဆုံးတွန်းပို့တဲ့အတွက်ကြောင့်ငကွားမကြက်မပြေတဲ့မင်းအောင်နိုင်ကပို့ပြီးတော့မယူရဲဆန်ပြီးတော့မဟုတ်တော့ကတွေအမှားတွေလုပ်ပြီးလုပ်ရင်ဖြစ်လာတာ။ကောင်းတယ်နော်ဒါကောင်းတယ်ကွာဘုဟုတုတတွေများကြည့်ရပါတယ်။ဒါလေးစပါတယ်ဆရာတော်။ kedaswin.no video ခွေးခင်ရီတစ်ချက်လောက်ရှူချက်ရအောင်။ကျွန်တော်နိုင်ငံဟာငါနဲ့မတူငါရံတူဆိုတဲ့အတ္တနိုင်ငံရေးသမားတွေရဲ့တွေးခေါ်ကြအောင်အကြံဖက်မှုပြုပတ်တာကြားမှာလူသားအလုံးရဲ့အနာဂတ်တွေ မျောမှန်းချက်တွေတောက်လန့်တော်လို့မှုစတာတွေဟာအချိန်ကာလတစ်ခုကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။လာမယ့်2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲကြီးဟာအဲ့ဒီအခြေအနေတွေအားလုံးကိုအဆုံးသတ်ပေးနိုင်တဲ့လို့ရတယ်ကျွန်တော်အခိုင်အမာယူဆပါတယ်။ထီးတိုင်းပြည်တည်ငြိမ်မှုတာယာဝါပြောဖို့လူသားအားလုံးနဲ့လူငယ်လူငယ်တွေရဲ့အနာဂတ်တွေလှပစေဖို့ပြန်လည်တိဆောက်ပေးဖို့ဒါတွေပဲဖြစ်ပါတယ်။အရှုပ်ထွေးတွေအချိုးကွေတွေနေရာမှာကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံထမ်းဆောင်ခဲ့တဲ့တောင်ဝတရားတွေရဲ့အတွေ့အကြုံစစ်စစ်မပြတ်လေ့လာနေတဲ့ပညာရှင်တွေနဲ့တွေ့ဆုံဆွေးနွေးချက်တွေအရဒီပြဿနာတွေကိုကျွန်တော်တို့ကောင်းစွာကင်တွယ်ဖြေရှင်းပြနိုင်တဲ့ခိုင်မာတဲ့စီမံချက်တွေကျွန်တော်တို့မှာရှိပါတယ်။နိုင်ငံကိုရှုပ်ထွေးအောင်လုပ်တာကမင်းတို့တွေဘသူကနိုင်ငံကိုရှုပ်ထွေးအောင်လုပ်တာလဲ။နိုင်ငံရဲ့ဘာသာရဲ့လူမျိုးရဲ့ခွေးချက်အောင်လုပ်တာကမင်းတို့တွေမင်းတို့တွေကြောင့်မြန်မာနိုင်ငံကိုရှုပ်ထွေးနေတာ။ကိုနဲ့မတူကုရန်တူဆိုတာကမင်းတို့မင်းကြီးလဲဆိုမင်းလင်ပြောသွားတာမင်းမသိဘူးလား။ ကျွန်တော်မှပြည်သူမရှိဘူးတဲ့အဲ့ဒါမင်းတို့ရန်သူတွေပဲပြည်သူကအကြံဖက်တွေကပြည်သူတွေလေမင်းတို့တွေပဲလေနေ့တိုင်းပြည်သူတွေကဘုံချေတက်ဖြစ်နေတာကမင်းတို့တွေအဲ့ဒါကိုအကြံဖက်လောက်ခေါ်တာတိုင်းတလနဲ့ကင်တွေနဲ့ PDF တွေကမင်းတို့အချင်းစုတွေကိုတိတ်ဖြစ်တာဒါကူအကြံဖက်လောက်မခေါ်ဘူးအကြံဖက်ဆိုတာပြည်သူတွေကိုတက်ဖြစ်တဲ့ပြည်သူတွေကိုမဒင်းချင်းတဲ့ပြည်သူဥအင်တွေကိုမိရှုတဲ့ကောင်တွေကိုအကြံဖက်လောက်ခေါ်တာမြန်မာနိုင်ငံကိုကာကွယ်မယ့်ဟာလားအခုမင်းတို့ပါတီဟိုမှာချန်ပီယံနဲ့မှာတက်ခံရတော့မှာ တောကကွေလေမင်းတို့ပါတီဝင်တကောင်တော်မှမကာကွေပေးနိုင်တဲ့မင်းတို့ပါတီကမြန်မာပြည်သူလူထုကကာကွေမယ်ဆိုရင်တော့ရော့ဒါပဲစားလိုက်တော့ဟုတ်ပြီနော်အပြုတ်တိတ်မကြီးနဲ့ငအငမေးထူပလိုက်မယ်မေလို့ဟုတ်ကဲ့ပါတော့ငါချင်းတို့ဒီမြတ်တင်ဆက်မှုကတော့ဒီလောက်ပါပဲချင်းမြတ်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time